းဆက်လက်တင်ဆက်ပေးခြင်းနဲ့ဆောင်းပါးတစ်ပုဒ်ကတော့ကျန့်ဖို့ပါတီဥက္ကဋ္ဌတုံးဟုလက်မယွန်းအာနာဘကွတ်သားခင်းဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်ပြည်သူ့ကြံခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့လက်ရှိဥက္ကဋ္ဌဖြစ်သူ ခင်ကြီးဟာမြန်မာနိုင်ငံရေးအလှည့်အပြောင်းတွေမှာအမြဲတစေပါဝင်ပတ်သက်နေသူတူ ဖြစ်ပါတယ် ရဲချုပ်ဘောမှသည်ဝန်ကြီးထိုမှတဆင့်နိုင်ငံရေးပါတီခေါင်းဆောင် ဖြစ်လာသူ ခင်ကြီးဟာနိုင်ငံရေးဖျက်ဆီးမှုတဘောတာတင်းမာမှုများနဲ့လက်ရှိ အခန်းကဏ္ဍအကြောင်းကိုတင်ဆက်ပေးလိုပါတယ်။ခင်ကြီးဟာစစ်တပ်နောက်ခံအတိုင်းဝန်းကနေဆင်းသက်လာသူ ဖြစ်ပြီးတော့စစ်အစိုးရခေတ်ဦးသိန်းစိန်အစိုးရခေတ်နဲ့လက်ရှိ အချမ်းဘတ်စစ်ကောင်စီလက်ထက်တို့မှာအရေးပါတဲ့နေရာများကနေတာဝန်ယူခဲ့သူဖြစ်ပါတယ်။သူရဲ့ပုံရိပ်ဟာသဘောထားတင်းမာသူတဦးဖြစ် လူသိများပြီးတော့အချမ်းဘတ်တက်ရဲ့သစ္စာခံတဦးအဖြစ်အမြဲတမ်းရက်တည်လေးရှိပါတယ်။ခေယာတမတော်ကြီးမာဗိုလ်မှူးချုပ်စင်တီတာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ရဲချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ချူဝယံကာလ2000ခွန်ချူဝယံတော်လန်ကြီးမှာခင်ရရဲချုပ်ဖြစ်တာဝန်ယူထားပါတယ်။ထိုစဉ်ကဆန္ဒပြတန်ဃာတော်များနဲ့ပြည်သူများကို ဖြိုခွင်းရမှာရဲတပ်ဖွဲ့နဲ့အတူဆွမ်းအားရှင်းလို့ခေါ်တဲ့အရဲဝတ်လက်နက်ကင်များကိုအသုံးပြုခဲ့မှုပေါ့ခင်ကြီးတာဝန်ရှိတယ်လို့နိုင်ငံတကာနဲ့ပြည်တွင်းဝေဖန်သူများက ရှုမြင်ကြပါတယ်ထိုကလာကလေးကခင်ကြီးဟာတိုက်ခံများကိုနှိမ်နင်းရာမှာ လေရဲစရဲရှိသူလက်မယွန့်အာနာဘကွက်သားဖြစ်နာမည်ကြေချာခဲ့ပါတယ်2010ရွေးကောက်ပွဲပြီးတိမ့်စိန်ဆိုးရတက်လာချိန်မှာခင်ရလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဝန်ကြီးဌာနရဲ့ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်အငင်းပွားပွဲရများဝန်ကြီးဘဝမှာနိုင်ငံသားစီစီကပ်ပြားမှတ်ပုံတင်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ ၎င်းစီရင်ကောက်ယူခြင်းများနဲ့ပတ်သက်လို့ဥဆောင်ခဲ့တော်လဲရွင်ကြာရေးကိစ္စနဲ့ပတ်သက်ပြီးတင်းမာတဲ့မူဝါဒများကိုကင်ဆွဲခဲ့ပါတယ်နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စများမှာ လူမျိုးရေးဘာသာရေးအခြေခံနဲ့ခွဲခြားမှုများရှိတယ်လို့ဝေဖန်မှုများကိုလည်းခံခဲ့ရသူဖြစ်ပါတယ်2015အထွေထွေရွေးကောက်ပွဲမှာအေယာဝီတိုင်းမြောင်းမြန်မြို့နယ်ကဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့ ် NLD ပါတီကိုယ်စားလှယ်ကိုရှုံးနိမ်ခဲ့ပါတယ် NLD အစိုးရလက်ထက်2016-2020ကာလမှာခင်ရီဟာကြမ်းခံရေးပါတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ် တာဝန်ယူခဲ့ပြီးတော့ပါတီရဲ့တိုက်ပွဲဝင်မဲ့မျက်နှာစာ ဖြစ်လာခဲ့ပါတယ်ခင်ရအနရီအစိုးရလက်ထက်မှာ တက်မတော်ထောက်ခံပွဲများမြို့သားလှူရှားမှုပွဲများကိုနောက်ွယ်ကနေကျူးကင်စီစဉ်သူအဖြစ်လူသိများလာပါတယ်ဘာသာရေးနဲ့လူမျိုးရေးကိုအခြေခံတဲ့မဲဆွယ်စည်းရုံးမှု ဟောပြောပွဲများမှာတက်ကြွစွာပါဝင်ပြီးမြို့သားရေးအစွန်းရောက်မဘာသာများနဲ့ဤကတ်သောဆက်ဆံရေးရှိသူဖြစ်သတ်မှတ်ခံရပါတယ် 2021စစ်တပ်အာဏာသိမ်းပြီးနောက်မှာခင်ရီယာစစ်ကောင်စီရဲ့ဖွဲ့ဝင်နဲ့လဝကဝန်ကြီးအဖြစ်ပြန်လဲခန့်အပ်ခြင်းခံခဲ့ရပါတယ်။သို့သော်2022ခုနှစ်မှာဝန်ကြီးအဖြစ်ကအနားယူပြီးကြန့်ခိုင်ရေးပါတီကို ပြင်ဆင်ဖွဲ့စည်းဖို့ပါတီဥက္ကဋ္ဌတာဝန်ကိုရယူခဲ့ပါတယ်။ရခင်ဥက္ကဋ္ဌဦးတန်းထေးဟာ စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ဆက်ဆံရေးအနေနဲ့အိဆက်တယ်လို့သတင်းများထွက်ပေါ်ခဲ့ဘူးပါတယ်။ခင်ဗျာမင်းအောင်လှိုင်ရဲ့ယုံကြည်စိတ်ချရတဲ့လူယုံတဦးဖြစ်တဲ့အတွက်ပါတီကိုအကြမ်းဖက်စစ်ကောင်စီရဲ့လမ်းညွန်မှုအောက်အပြည့်အဝပို့ဆောင်မဲ့သဘော ဖြစ်လာပါတယ်။ခင်ဗျာပါတီဝင်များ လုံခြုံရေးတင်နှင်းများပေးခြင်းဒုက္ခကင်ဆောင်၍ကိုယ့်ကိုယ်ကိုကာကွယ်ရန်တိုက်တွန်းခြင်းများကိုပြုလုပ်ခဲ့ပါတယ်။ ဒါနိုင်ငံရေးပါတီတစ်ခုထက်လက်နက်ကိုင်အရန်ဖွဲ့တစ်ခုပုံစံကိုဥတည်နေခြင်း ဖြစ်ပါတယ်။ခင်ရသူရဲ့လောက်ရနဲ့ပြောဆိုမှုများဟာစစ်သက်ဆိုင်ရာအုပ်ချုပ်ရေးရန်နေရာအာနာဘဂဝတ်သားပုံမူဆန်လာပါတယ်။စစ်တပ်ပေါ်ပြေဝါသစ္စာရှိပြီးစစ်တပ်ရဲ့နိုင်ငံရေးဥဆောင်မှုကိုကာကွယ်ရမယ့်သူ ဖြစ်ပါတယ်။လူအုပ်စုများကိုစူးစီးခြင်း လမ်းမော်ထွက် ထောက်ခံပွဲများပြုလုပ်ခြင်းတို့မှာကျွမ်းကျင်လာပါတယ်။ညီနိုင်ရေးထက်ထိတ်တိုက် တွဲဆောင်ရေးလမ်းစဉ်ကိုပုံမူအာတန်သူလဲဖြစ်ပါတယ်2020ရွေးကောက်ပွဲအပီကာလဟာ ခင်ရဲ့ခင်ရဲ့အတွက်အမြင့်မားဆုံးအယုတ်ဆိုးအကြီးတန်းဆုံး ချိန်ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ဒီကောဘွယ်ရှုံးနိုင်မှုမှသည်အာနာတိတ်မှု ဖြစ်ပေါ်လာစီဖို့ဖန်တီးခြင်းနဲ့ကျမ်းပုပါတီကိုစစ်တက်လက်အခံဖြစ်သို့တွင်းပြောင်းလဲခြင်းထိသူ့ရဲ့လှုပ်ဆောင်ချက်များကိုကြည့်ရှုပါက မြင်တွေ့နိုင်ပါတယ်။အနေဒီပါတီအတောင်မျိုးကမ်းပြူအနိုင်ရခဲ့တဲ့2020ရွေးကောက်ပွဲရလက်ထွက်ပေါ်လာပြီးနောက်မှာခင်ရီဟာ ထူရလက်ကိုလက်မခံဘဲလမ်းမောထွက်နိုင်ငံရေးကိုဥဆောင်မောင်းနှင်ခဲ့သူဖြစ်ပါလေ။ကျန်းမာရေးပါတီဒုဥက္ကဋ္ဌအနေနဲ့ခင်ရီဟာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကိုအပြင်းအထန်တိုက်ခိုက်ခဲ့ပါလေ။မဲဆိုင်မှာဝင်းမှုများကို အကြောင်းပြပြီးရွေးကောက်ပွဲရလက်ကိုပယ်ဖြတ်ပေးရန်စစ်တပ်ရဲ့သဘောထားနဲ့တသားတည်းတောင်းဆိုခဲ့ပါလေ။ ရန်ကုန်မြို့မြို့တော်ခမ်းမရှိနဲ့စုလီဖျားအနီးတဝိုက်မှာဖြစ်ပေါ်ခဲ့တဲ့တက်မတော်ထောက်ခံဘွဲများနဲ့ UEC စန့်ကျင်ရေးဆန္ဒပြဘွဲများကိုခင်းကြီးဟာနောက်ွယ်ကစီစဉ်ခဲ့ပါတယ်။ထိုကာလဆန္ဒပြဘွဲတွေမှာမျိုးသားကြီးလှုပ်ရှားသူများတန်ဃာချို့နဲ့စစ်တပ်ထောက်ခံသူများကိုစနစ်တကျငွေပေးစူးစီးပေးခဲ့ပါတယ်။ဤလှုပ်ရှားမှုများဟာအကြမ်းဖက်တပ်ကအာဏာသိမ်းရန်အတွက် နိုင်ငံရေးမတည်ငြိမ်မှုဖြစ်နေတယ်လို့အကြောင်းပြချက်ပေးရန်လမ်းခင်းပေးခဲ့ခြင်းဖြစ်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့အာနာသိမ့်ပြီးနောက်မှာခင်ကြီးဟာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SCC လက်အောက်မှာလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးအဖြစ်ခန့်တောင်းပေးခြင်းကိုခံခဲ့ရပါတယ် ူဝန်ကြီးတက်တန်းမှာအဓိကအကောင့်ထဲဖော်ခဲ့တာကပန်းခင်းစီမံချက် ဖြစ်ပါလေနိုင်ငံသားကပြားများထုတ်ပေးခြင်းလို့ခေါင်းစဉ်တက်ပင်မဲ့နိုင်ငံရေးရကြည့်မယ်ဆိုရင်အချမ်းပတ်စစ်ကောင်စီပြုတ်လုံမဲ့ရွေးကောက်ပွဲအတွက်မဲဆိုင်ပင်စင်ခြင်းနဲ့လူလူကိုစောင့်ကြည့်ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်အဖြစ်ပြုတ်လုတာကိုမြင်တွေ့ရမှာ ဖြစ်ပါလေ ရဲချုပ်အောင်တဦးဖြစ်တဲ့အတွက်ဆန္ဒပြသူများနဲ့စီရင်ဝန်ထမ်းများကိုဖမ်းဆီးနှိမ်နင်းရမှာလူအပ်သောတရင်အချက်လက်နဲ့ဤပြူဟာများကိုအကြမ်းဖက်စစ်ကောင်စီထံအကြံပေးပို့ခဲ့တယ်လို့လည်းသတင်းတွေထွက်ပေါ်ခဲ့ပါလေတောင်းနဆနှစ်ခုနဲ့အော်တိုဘာမှာခီယာကျန့်ဖို့ရဲ့ဥက္ကဋ္ဌဖြစ်လာပြီးတော့ပါတီကိုပုံစံ ြောင်းလဲပြစ်ခဲ့ပါတယ်။ရခိုင်ဥက္ကရာဥတန်းထေးလက်ထက်ကကြံရှိနေတဲ့စစ်တပ်နဲ့အနေငယ်ခက်ခွာခွာနေလိုတဲ့ပါတီခေါင်းဆောင်ဘိုင်းများကိုဖယ်ရှားပြီးစစ်တပ်တစ္ဆာကံအမာခံများကိုနေရာပေးခဲ့ပါတယ်။တော်လိုင်းအင်အားစုများ PDF များရဲ့တိုက်ခိုက်မှုများကြောင့်ကျန်းမာရေးပါတီဝင်များလောက်ကျန်ခံရမှုကိုတုံ့ပြန်တဲ့အနေနဲ့ ပါတီဝင်များကို တုံ့ပြန်ကြရန်လူသိရှင်ကြားပြောဆိုခဲ့ပါတယ်။ပါတီဝင်များကိုလက်နက်တပ်ဆင်ပေးခြင်းပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးခြင်းတို့ကိုဥဆောင်လုပ်ကင်ခဲ့ပြီးပြူစောတီအဖြစ်ဖော်ပေးဖို့အကြံပေးရမှာလဲအဓိကထိပ်ပိုင်းခေါင်းဆောင်တူအဖြစ်ပါဝင်ခဲ့ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာပီအာစနစ်အချိုးကျကိုစားပြုစနစ်ကိုအသုံးပြုပြီး ကြက်ခိုင်ရေးပါတီကမဲအများစု ရရှိကစစ်တပ်ကိုယ်စားလှယ်များနဲ့ပေါင်းပြီး အစိုးရဖွဲ့နိုင်ဖို့ဗျူဟာခင်းနေသူတူဖြစ်ပါတယ်။မြို့ကျုံနေနဲ့ကြည့်မယ်ဆိုခင်ရဲ့လှုပ်ဆောင်ချက်တွေဟာအကျန်းဖတ်တက်ရဲ့နိုင်ငံရေးစစ်စင်ရေးမှုတဦးဖြစ်ပုံမူထင်ရှားလာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။သူရဲ့အဓိကရည်မှန်းချက်ကဒီမိုကရေစီနီးလန်းကြတဲ့ရှင်ပြိုင်မှုမဟုတ်ဘဲ စစ်နအစစ်တပ်အာဏာတည်မြဲရေးအတွက်မိသည့်နီလန်းကိုမဆူအကြမ်းဖက်နီလန်းတွေအပါဝင်အုံပြုဖို့ဝန်မလီကြောင်းတွေးရှိရမှာဖြစ်ပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်